ကလေးငယ်များစွာကိုပြစ်မှတ်ထားပြီးတော့မေဇီပေမရိမှုပေါင်း299မူကျူးလွန်ခဲ့တဲ့ပြင်သစ်ခွဲစိတ်ဆရာဝန်ဟောင်းကို1026ချောင်းမှတ်ခဲ့ပါတယ်။အဲ့ဒီဆရာဝန်ရဲ့အမှုကြီးဟာကြောက်ခမဲလိလိတတော်လေးကိုကြောက်ဖို့ကောင်းပြီးတော့ပြင်သစ်နိုင်ငံတော်ဝန်အန်အော်တုံဟုတ်သွားပါတယ်။ထောင်နဲ့နဲ့20ဆိုတာနေကြောင်းအဲ့ဒီလူကိုတတကြုံချမှတ်တဲ့ကြောင်းတည်တယ်ပေးတဲ့ကြောင်းလူမှုကွန်ရက်မှာအမျိုးမျိုးပြောနေပါတယ်။အဲ့ဒီဖြစ်စဉ်ကတော့ ဆရာဝန်တို့ဟာနှစ်ပေါင်း25နှစ်တွင်ခွဲစိတ်ကုသခံကလေးငယ်များစွာကိုမေးစေးပြီးပြီးမတိန်ချင်းနေတာဖြစ်ပါလေ။သူကမေ28နှစ်မှာဗြိတိန်နဲ့တရားဥကအမြင့်ဆုံးပြစ်ဒဏ်1020ချလိုက်ပါလေ။တရားခံခွဲစိတ်ဆရာဝန်ဟာဒီနေ့မှာအသက်84နှစ်ရှိပါပြီ။သူ့နာမည်က Joelis Koya Nat ဖြစ်ပါလေ။သူဟာအသက်15နှစ်အောင်လူနာကလေးငယ်256ဦးပါဝင် စုစုပေါင်းလူနာ296ယောက်ကိုမတိန်ချင်း မေးစည်းပေးထားချိန်မှာလိန်ရက်ထုတ်မှုများဝန်ခံလုပ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ဒါကြောင့်ပြစ်သည့်ဥပဒေအရအမြင့်ဆုံးပေးနိုင်တဲ့ထောင်၂၀ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ကလေးတွေပေါ်လိန်စိတ်ယူသွတ်ဆွဲလန်ခဲ့တဲ့ဆရာဝန်ဟာ1989မှာ2014ထိမရေမှုကိုကျူးလွန်ခဲ့သူဖြစ်ပြီးပြင်သစ်နိုင်ငံနောက်ပိုင်းဒေသစည်းဝေးတွေမှာတာဝန်ထမ်းဆခဲ့တဲ့ကာလတစ်လျှောက်ရုံးမာခဲ့တာဖြစ်ပါလေ။ ဒီမှုကိုဖေဖော်ဝါရီကတည်းကပြန်လည်ကြားနာခဲ့ပြီးမရိမှု131မှုလိန်ချမ်းဖတ်မှု198မှုနဲ့ရေးယူလိုက်ပါတယ်ဒေါက်တာလီဆာခိုရာနတ်ဟာ2020ပြည်နှစ်ကသူ့ရဲ့တူမနှိုးပါဝင်ကလင်းငယ်လေးကိုမရင်းချမှုနဲ့ဆွဲချက်တင်ခံရပြီး2015နဲ့ကြာခံခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့ဥပဒေမှာခုလိုဆိုးဝါးလွန်းတဲ့ဆက်ဆုပ်ွယ်မရင်းမှုကြီးဖြစ်ပေမဲ့အမြင့်ဆုံးပြစ်ဒဏ်ဟာအနည်း20သာရှိပြီးဒီပြစ်ဒဏ်ကိုဇက်ရိုက်ကြာခံစရာမလိုဘူးလို့လည်းဆိုထားလို့ဝေဖန်ဆန္ဒပြမှုရှိနေပါတယ်။ 2005ခုနှစ်ကတည်းကဒီဆရာဝန်ဟာကလေးငယ်တွေလင်ဦးစားပေးပုံတွေဒေါင်းလုဒ်လုပ်ခြင်းဖြင့်ရေးယူခံခဲ့ရပေမဲ့ဆိုင်းငယ်ပြစ်ဒဏ်ခံထားချိန်မှာအများပြည်သူအတွက်စေုံကြီးမှာဆက်လက်အလုပ်လုပ်ကြိုင်ခြင်းပေးခဲ့ပြီးမှနောက်ထပ်ပြစ်မှုတွေကျူးလွန်ခဲ့ခြင်းမှဝေဖန်နေပါတယ်2019မှာ6နှစ်ကလေးငယ်အားမရင်းကျင်းမှုနဲ့စတင်ထောင်သွင်းအကျဉ်းချခံရမှုပေါ်ကိုယ်တိုင်လဲမေးစိပီးမရင်းကျင်းခံရဘူးတဲ့မျိုးသမီးတို့ကလည်း ဒီဆရာဝန်ကိုတစ်တလုံးခွင့်မလွတ်နိုင်ဘူးဆိုကအမေရိကန်မှာဆိုရင်ထောင်ဒဏ်အနည်းထောင်နဲ့ချီကြခံရနိုင်တဲ့မရင်းကောင်လို့တရားဝန်ပြင်ပမှာတကူတော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာကလည်းပြင်သစ်တောင်ပိုင်းတရားဝန်ကအမျိုးသမီးတစ်ဦးကိုခင်မောတဲ့လိင်စိတ်တကဝေဒနာဖြစ်နေသူကိုယ်တိုင်ကတခြားမျိုးသား51ယောက်ကိုခေါ်ယူမရင်းကျင့်ခံခဲ့ပြီးဗီဒီယိုရိုက်ကူးကနှစ်ပေါင်းများစွာအဲ့ဒီမရင်းမှုကျူးလွန်ရမှာမိမိမျိုးသမီးကိုတတိမိတ်အိပ်ပျော်စေတဲ့စေဝါးတွေတုံးပြခဲ့တဲ့ထိတ်လန့်စရာမှုကြီး ပေါ်ပေါက်ခဲ့ပူပါတယ်ဒီကလေးငယ်လင်ကိစ္စဆိုင်ရာအမှုတွေများပြားလာပြီးနောက်ကလေးငယ်တွေဝင်ကြည့်နိုင်တာကိုထရီရောက်ကန့်သက်မသားမထားပေးတဲ့ညဉ့်ဆိုင် website တွေကို EU မှာလည်းစုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို့သိရပါတယ် EU ရဲ့စစ်ဆေးအရာရှိတွေကအဲ့ဒီ website တွေဟာကလေးတွေဝင်ကြည့်လို့မရနိုင်အောင်ကန့်သက်စီစစ်တဲ့အဆင့်တွေကိုတတိယရောက်လုံဆောင်ခြင်းမရှိဘူးပြောပါတယ် online platform တွေအနေနဲ့ကွဲပြားတဲ့ဝန်ဆောင်မှုတွေထုတ်လုပ်မှုတွေဖန်တီးတဲ့အခါမှာကလေးတွေခွင့်ရင်းနဲ့အကျိုးကျေးဇူးတွေအတွက် အကောင်းဆုံးဖြစ်နိုင်ခြေထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ EU ကော်မရှင်နာမင်းကြီးကပြောပါတယ်။ EU ရဲ့စုံစမ်းစစ်ဆေးမှုခံရတဲ့ website တွေကတော့ Pornhub, Xvideo, XNAC နဲ့ Street Chat တို့ဖြစ်ပါတယ်။ Pornhub ရဲ့ Meeting Company ဖြစ်တဲ့ A-Level ကတော့ EU ရဲ့စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ကိုသိရှိကြောင်းနဲ့ကုမ္ပဏီဝန်ဆောင်မှုများဟာအသက်မပြည့်သေးတဲ့ online သုံးဆသူတွေအတွက်အစိတ်တော်မဖြစ်တာသိကြအောင်လုံဆောင်ထားကြောင်းပြောပါတယ်။ ကမ္ဘာ့ဘက်ကတော့တမတ်စင်းရင်ကိုမြဲတဲ့လိုက်နာကြောင်းတစ်ဖက်မှာလည်းကမ္ဘာနိုင်ငံတည်တည်ဆိုးရတဲ့ဟာသုံးဆွဲသူတွေလုံခြုံရေးနဲ့ဘေကင်းရေးဆိုင်ရာအကာအကွယ်ဥပဒေကိုပြဋ္ဌာန်းဖို့လိုကြောင်းဆိုပါတယ်။ EU ကတော့ကနဦးစုံစမ်းစစ်ဆေးမှုပြီးမှအထက်ဖော်ပြပါညဉ့်ဉန်းဗီဒီယို platform လေးကိုဟာအသက်ကန်တဲ့ချက်ပုံကိုရေးလုံခြုံမှုကလေးတငယ်ခွင့်ရေးဆိုင်ရာလေးစားလိုက်နာမှုတွေတိကျတဲ့လုံလောက်တဲ့အလုပ်ဆောင်မှုတွေမရှိဘူးလို့ရှင်းသားထားပါတယ်။တကယ်လို့ဒီကိစ္စမှာပြည့်ရှိကြအောင်ထင်ရှားမယ်ဆိုရင်တော့စီးမြေပုံမှုကြက်မဲ့ပြီးဖို့တောင်းဆိုတာတွေကြုံရနိုင်တယ်လို့ တနစ်စာဝင်ငွေ600ခန်းတုန်းအထိများပြားတဲ့တန်ကြီးပေးဆောင်ရနိုင်ခြေရှိပါတယ်